အားလုံးပဲမင်္ဂလာပါခင်ဗျာတော်ထမြန်မာကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့တရင်နေလည်းမတင်ပြတာကြားရပါတော့အဲ့တော့ဒီနေ့ကတော့မတင်ပြတာကြားရတဲ့အကြောင်းအရာကျွန်တော်တို့ဒီဒီလော့တစ်ဖက်နဲ့နောက်ပြီးတော့လော့တစ်ဖက်နဲ့လုံများနေတာရယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ internet line အခက်အခဲပေါ့နော် internet line မကောင်းတဲ့ line မကောင်းတဲ့ address ပေါ့နော်အဓိကအဲ့တော့ကျွန်တော်တို့တိတ်ပြီးတော့တရင်ပိုင်းတိတ်မတင်ပြတာဖြစ်ပါတယ်နော် အဲ့တော့ကျွန်တော်တို့ကဒီနေ့ကျွန်တော်တို့ဒီအော်တိုဘာ14ရက်နေ့ပေါ့နော်14ရက်နေ့ကျွန်တော်တို့ဒါသတင်း2တွေနောက်ပြီးတော့အဲထူးခြားတဲ့သတင်းတွေပေါ့နော်ဒီဝင်းကျင်ဒီရက်ပိုင်းတွေမှာဖြစ်ခဲ့တဲ့ထူးခြားတဲ့ဝင်းကျင်သတင်းတွေကိုကျွန်တော်တင်ပြတော့မှာဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ဒီခုရက်တမဒါတိုက်ပွဲကြီးပြင်းပြတဲ့လမ်းဖြစ်ပေါ်နေတဲ့ဒီနိုင်ငံတော်ပေါ့နိုင်ငံတော်ပြူဟာစကန်ပေါ့နော်ပြူဟာစကန်ကိုဒါအေးဂျမ်ဖက်တီဒါတိုက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အဓိက ပြောချင်တာဖြစ်ပါเนาะနောက်ပြီးတော့ကျွန်တော်တို့ဒီတောင်မဲတီဘောပေါ့เนาะအဲ့ဒီနှစ်ခုတောင်မဲတီဘောလမ်းပိုင်းတီဘောမြို့အနီးမှာတက်မလို့စီကြောင်းလေးဘလို့ရောက်ရှိနေဘလို့ပြင်းနေဆိုတော့အခြေအနေလေးဒါလေးလည်းပြောချင်နေဖြစ်ပါအဲ့တော့ပထမဆုံးသတင်းအရတော့ကျွန်တော်တို့ဒီနိုင်ငံတော်ပေါ့เนาะအဲ့တော့နိုင်ငံတော်နဲ့ပတ်သက်ပြီးတော့ဒီကောင်တွေကဒါကိုကျွန်တော်ဟိုလေးနဲ့ပြန်မနော် တော့နိုင်ငံတော်ဆိုတာကျွန်တော်တို့ဒီဟိုပေါ့မကွေးတိုင်းဒီငဖဲမြို့နယ်ပဲပေါ့နော်ငဖဲမြို့နယ်နဲ့ကျွန်တော်ဒီအမ်တန်လန်းပေါ့လမ်းအနီးနားမှာရှိတဲ့ဒီပြွာစခန်းကြီးတစ်ခုဖြစ်ပါနော်ပြွာစခန်းဖြစ်ပါတယ်အဲ့တော့ဒါလမ်းပေါ်မှာလည်းကျွန်တော်တို့ဒါပြထားကြတယ်လို့ပဲပေါ့နော်ဒါဒီတာစင်ဒါမျိုးပုံမှာစင်ဒါဒါဒါနိုင်ငံတော်ဒါစခန်းကြီးပေါ့နော်နိုင်ငံတော်စခန်းကြီးရှိပါတယ်အဲ့တော့ဒီကောင်းကြီးကဒီနိုင်ငံတော်

ကြာပြီပါနော်ပိုရင်းဒရင်းတော့မှအဆက်နဲ့နဲ့ပြတ်သွားတယ်ဒီကောင်ပြန်ပြီးတော့စုဖွဲ့ရဲ့နော်အဲပြီးတော့ဒီနိုင်ကနောင်စခန်းဝင်းကျင်ပတ်ချလေးရဲ့ဒီဂုံးလေးပေါ့နော်ဒီကာကင်းဂုံးလေးပေါ့နိုင်ကနောင်စခန်းကိုအဓိကကာဟားရဲ့ဒီကာကင်းဂုံးလေးတော်တော်များများဒီကောင်ကြီးလက်ထက်ဝင်လုပ်သွားတယ်အဲဒီမှာဆိုကျွန်တော်နိုင်ကနောင် MPD တက်သွားပါပေါ့နော်အဲနိုင်ကနောင်အဲတာဝါတိုင်းစကန်ပေါ့နော်ဒီစကန်ကြီးဆိုလို့ရှိရင်ဒီကောင်ကြီးလက်ထက်ကိုရောက်သွားတာပေါ့နော် ဲ့တော့ A ကဘလောက်တိတော့နေချက်ပြီးတော့ဒီကောင်ရဲ့ဖြစ်လာရင်ဆိုတော့အဲ့တော့ဒီစကန်ကိုတိုက်တဲ့ချိန်မှာပေါ့နော်ဒီစကန်ကိုတိုက်တဲ့ချိန်မှာ A ဒီကျွန်တော်တို့ဒီနေခန်းဒါပြောမှဆိုရင်နေခန်း PDF အဖွဲ့ရင်းနဲ့နော်နော်မခွေးမှာရှိနေတဲ့ PDF အဖွဲ့ရင်းနော်ဒီလမ်းကြောင်းလေးမှာဒါအလုတ်လုတ်ကန်နေတဲ့ဒီလေခုတ်ဝါခုတ်ဝါခုတ်ပေါ့နော်အဲလဲဝါတက်တက်ခုတ်ပေါ့နော်ဒီလိုအဖွဲနဲ့ပူပေါင်းပြီးတော့မှကျွန်တော်ဒီဒီလမ်းပြလုပ်တယ်လမ်းပြခိုင်းတယ်နည်းနည်း မချမ်းချင်တဲ့ပေါ့အတွက်ပေါ့နော်အဓိကတက်ခုဝါခုတ်လေးကိုဒါလမ်းလမ်းပြခိုင်းပြီးတော့ဒီစခန်းနေရာတွေနဲ့ဝင်းကျင်တွေကိုတိုက်ခိုက်တာဖြစ်ပါတယ်။တိုက်ခိုက်တော့ဒီကျန်တဲ့စခန်းတွေတော့ဒါရလာပြီပေါ့နော်။ကျန်တဲ့စခန်းဆိုတာဒီဒီအမ်ဘကလာတဲ့ဆိုတော့အမ်ဘအဲလမ်းကြောင်းဘက်ကဒီစခန်းရှိရှိပိုင်းဒီစခန်းတွေကိုတော်တော်ရရပြီးရင်ကျွန်တော်တို့ဒီအုပ်ချုပ်ထောက်ပံ့ကျွန်တော်လမ်းကြောင်းပေါ့နော်။အဲလမ်းကြောင်းတွေကိုဒီကောင်တွေဖြတ်တောက်ထားရှိပါတယ်။အဲ့တော့ဒီစခန်းရဲ့ဝင်းကျင်ကျွန်တော်လေ့လာကြည့်မယ်ဆိုရင်ကျွန်တော်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ ဒါလှန်ရွာပေါ့နော်လှန်ရွာရှိမယ်ဒီဘက်မှာဆိုဒါပစီပေါ့နော်ပစီရှိမယ်နောက်ဒီမှာရွာဝန်းကြီးရှိရတာနောက်ပြီးတော့ကျွန်တော်တို့ကောက်ကြီးပေါ့နော်ဒီဘက်မှာဆိုကောက်ကြီးအဲ့တော့ကျွန်တော်တို့အဲကျွန်တော်ဒါဒီမိတ်ဆွေမြင်တဲ့အတိုင်းပါပေါ့နော်ကျွန်တော်တို့ဒီမှာရှိရဒီတောင်ကျောအနေအထားကြီးနောက်ပြီးတော့စခန်းအနေအထားကိုကြည့်လိုက်ပါအဲ့ဒီနိုင်ငံတော် စခန်းရတော်တော်မြင့်မြင့်အမြင့်မှရှိပါတယ်နော်တော်တော်မြင့်တဲ့အမြင့်မှရှိပါတယ်နိုင်ငံတော်စခန်းကြီး အဲတော်တော်မြင့်တဲ့အမြင့်မှာရှိအောင်ပယ်နေမနာပင်အထက်ပေါ့နော်ဒီ9000နီးပါးလောက်ရှိတယ်ဆိုတော့ဒါအကျဉ်းချင်းသိရတာပေါ့နော်အဲတော့ဒီစခန်းရဲ့ဒီကောင်ကလာတိုက်တဲ့အချိန်မှာပေါ့နော်ဒီကောင်ကစနိုက်ပါရီနဲ့ပြတ်တယ်နော်အဲဟိုလိုအဖွဲလိုက်ကြီးတိုက်တဲ့ပုံစံမဟုတ်ဘူးလေအဲ3ယောက်တစ်ဖွဲ4ယောက်တစ်ဖွဲပေါ့နော်ဒီလိုဟိုနာဒီနာအနေနဲ့ပြစ်လိုက်ခတ်လိုက်ဒီလိုပုံစံမျိုးပေါ့ကြည်လဲဒါချွေတာပြီးတော့ပြစ်ပြစ်ခတ်နေတဲ့အနေထားရှိရပေါ့နော်အဲ့တော့ဒီကောင်ကအဓိကကဗမာစပြီးတော့ ဒီအဆောထောက်ပံ့မှုတွေဒီမှာလောက်နေဆိုကျွန်တော်တို့အဲဒီဘက်မှာဆိုရင်ဒီဘက်လမ်းကြောင်းမှာဆိုရင်ကျွန်တော်တို့ဒီဒီဒါလင်းလဲလို့ပေါ့နော်ဒါဒီကောင်ကြီးဒီကောင်ကြီးတစ်ခါရောနော်နော်ဆွန်တက်ကျွန်တော်တို့အဲနော်ခုတ်ကြီးပေါ့နော်ဒီဘက်ဒီဒီလမ်းကြောင်းကြီးအကုန်လုံးကနေကျွန်တော်တို့ဒါတက်ဖက်ကနေပြီးတော့ဒါစစ်ကူပစ်ကူကြီးမရောက်နိုင်အောင်လမ်းကြောင်းကြီးပိတ်ဆို့ပြီးတော့အဲဒီကောင်ကြီးဖက်တောက်ထားတာပေါ့နော်ဒီကြားလေးမှာအဲ့တော့အဓိကဒီမှာလဲခံနေလဲတော်တော်များများပါတယ် အဲ့ဒီဟာဖြစ်ဖြစ်တိတ်ပြီးတိုင်းပြီးခဲ့တဲ့ဒီမနေ့ကဝင်းကျင်လောက်ပေါ့နော်ကျွန်တော်တို့ဒီကုတ်ကြီးကုတ်ကြီးကဝင်းကျင်ပေါ့ဒီကောင်လေးအခြေပြုတ်တဲ့နေရာရေနောက်ပြီးတော့ကျွန်တော်တို့ဒီ line လို့နော်နောက်ပစီလို့နောက်နောင်လို့ဒီပါဝင်းကျင်နေရာနေပြီးတော့မှဝင်းကျင်နေမှာရှိတယ်ပေါ့နော်ဒီဟာဝင်းကျင်နေမှာရှိတဲ့ဒီကောင်လေးဒီစခန်းချရဲ့နေရာရေအဆုတ်ထောက်ပံ့မှုနေရာရေဒါတောင်းတော့နေပြီးတော့ဒီကြောင်ကနေပြီးတော့ရှင်းနေ ုံချက်တိုက်ခိုက်တာပေါ့နော်ပုံချက်ရှင်းလင်းတာပေါ့နော်ပုံချက်ရှင်းလင်းတော့ဒီကောင်လေးပြောမှဆိုရင်အတိအပြောက်ကကျွန်တော်ယာကနန်းဝင်းကျင်လောက်ရှိတယ်လို့ကျွန်တော်သိရပါတယ်ယာကနန်းဝင်းကျင်လောက်သိရပါတယ်နော်အတိအပြောက်ရှိနေတယ်လို့နော်ဒဏ်ရလည်းအများကြီးရှိပါတယ်အဲ့တော့ဒီပြောမှဆိုရင် A ကမကွေးတိုင်းအဆက်ဖက်တီဒီကောင်လေးရောက်လာတယ်မကွေးတိုင်းနေတဲ့ဒီကောင်လေးကျုံနေလာတယ်အဓိကလမ်းကြောင်းဒီကျွန်တော်တို့ဒီမကွေးတိုင်းထဲမှာရှိတဲ့ကျွန်တော်တို့ဒီကာကွယ်ပစ္စည်း ထောက်တဲ့ဒီစိတ်ယုံလေးပေါ့နော်ကပ္ပစရီကိုဥတီပြီးတော့ဒီကောင်လေးကဖြတ်သိမ်းရှင်တဲ့တဘောပေါ့နော်ဖြတ်သိမ်းရှင်တဲ့တဘောရှိပေါ့နော်ဒါကြောင့်ဒီအကြီးကကြတဲ့ဒီနိုင်ငံတော်စခန်းလို့ဒါလေးကိုကျွန်တော်တို့ဒီကောင်လေးကတည်ပြီးတော့တိုက်ရဖြစ်ပါတယ်နော်အဲ့တော့တတ်တော်ပကောဒီရှင်နေမှာဒီနိုင်ငံတော်စခန်းကိုအကြခံနိုင်မှာဆိုအကြမခံပါဘူးနိုင်ငံတော်စခန်းတကအကြမခံပါဘူး နော်တက်ကအကြမခံဘူးလည်းကောင်စကံကအကြမခံဘူးဘာလို့အကြမခံလဲကျွန်တော်ကနပြောပြီကျွန်တော်ဒီမှာဒီမကွေးတိုင်းထဲမှာကျွန်တော်ကမ္ဘာစက်ရုံလေးတော်တော်များရှိတယ်ဒီကောင်ဒီတိုင်းတစ်ခုဖြစ်တယ်တိုင်းတစ်ခုဖြစ်တယ်တိုင်းတစ်ခုဖြစ်တယ်ကာထားတဲ့အကာအွယ်ခေါင်းတစ်ခုဖြစ်တယ်ဒီကာအွယ်ခေါင်းတစ်ခုကိုအဲတက်ကလက်လောက်မှာမဟုတ်ပါဘူးလမ်းမှာတော့ဒီစကန်ထဲမှာလည်းကျွန်တော်ဒီခုနကလူပေါင်းအင်အား900ဝန်းကျင်လောက်ကဒါရှိပါတယ် စခန်းကလည်း900ဝန်းကျင်လောက်ကရှိပါတယ်အဲ့တော့ဒီစခန်းရဲ့ဒီအောက်ရှိဒီမှာဆိုရင်လှုပ်ရှားနေတဲ့ဒါစစ်ကြောင်းတွေလည်းအများကြီးရှိပါတယ်တချို့ဆိုရင်ဒီဝန်းကျင်တောထဲမှာလည်းနော်ဒါနမီဘုံမှာအာမြင်ရတဲ့အနေထားပေါ့နော်ဒါတော့မှအဲဒီလိုမျိုးတောင်တွေမြင့်တယ်တောတွေမြင့်တယ်ပေါ့နော်ဒီအဲ့တော့အဲ့ဒီအနေထားမှာတချို့ရှင်သာရှင်ရီတချို့နေရာတွေမှာဒီစစ်စစ်ကြောင်းတွေလည်းတိုက်ပွဲဖြစ်နေရရှိပါတယ်အခုထိကောဒီအကြမ်းဖက်မီဒီယာကြီး အပင်းကြီးပြောတယ်လို့ပေါ့နော်နိုင်ငံတော်စက္ကန့်ကကြဆုံးလည်းမရှိပါဘူးကြလည်းမကြပါဘူးပြောမှဆိုရင်သူစမ်းကြိုရန်လေးစနိုက်ပါနဲ့ထောက်ပြီးတော့ပြစ်ပြစ်နေတာရှိပါတယ်အဲ့တော့ဒီကောင်ရဟန်းကဒီတောင်ရင်စက္ကန့်ဖြစ်ပါတယ်တောင်ရင်စက္ကန့်ဟမ်အဲ့တော့ဒီနေထားမှာပေါ့နော်ဒီနေထားမှာ တက်မတော်နေပြီးတော့အခုဒါဆိုရင်လေတောင်းတက်ခိုင်းမှုပြီးတောက်ချောက်ဒါလောက်လာတယ်ဒီစကန်ဒီတောင်းစကန်ဝင်ချိန်မှာခိုးအောင်လည်းအကောင်မျိုးလည်းပြင်းတယ်နောက်ပြီးတော့ဒီအတိကဒီကောင်လေးရဲ့စက်ကလေးဒီအုပ်ချုပ်ထားမှုစားနိုင်ရိတ်ခါပေါ့နော်လောက်ပြင်းနေဒီရွာရွာတွေကိုအဲအုပ်ချုပ်ထားမှုလုပ်နေရွာတွေမှာရှိတယ်ပေါ့နော်ဒီကောင်လေးရဲ့စကန်လေးကိုဒါပြင်းပြင်းနေတယ်ပြင်းပြင်းနေဖြစ်ပါတယ်အဲ့တော့အကြီးအကျယ်ကျွန်တော်တို့ကဘုံကျဲမြန်ဒီဒီကုတ်ကြီးကိုပေါ့နော်ဒါမစီလို့ဒီကောင်ထောက်ကအားပြည့်တဲ့ ရွာရနေရာတွေပေါ့နော်ထောက်ကန်အားပေးရရှင်ရလဲအလကားအားပေးရမှာပေါ့ကျွန်တော်တို့နိုင်ငံကြီးကောင်းစဉ်ပြရင်ကျွန်တော်တို့ပြည်သူကဘယ်နေရာမှာမစိုးလက်ခံပါဘူးဥပမာတက်ကိုဒါတိုက်နေပြီဆိုရင်အဲဒီကျွန်တော်တို့ဟိုလွတ်လပ်ရေးအတွက်ဘာညာတရကပေါ့နော်အဲအဲ့လိုကောင်းစဉ်တက်လိုက်ရင်ကိုတော်တော်များများလက်ခံတဲ့အနေအထားတစ်ခုဒီဖြစ်နေတဲ့အတွက်ပြောမယ်စင်မရှိတော့လဲအောင်ခံတဲ့အနေအထားမျိုးမှာ တချို့လူကလက်ခံနေရတဲ့အတိုင်းအတာရှိပါတယ်ဘယ်သူမှမဆိုရကုတ်ပြည်နယ်ကုတ်ဝင်းဝိုင်းနယ်ကိုကြော်လာတဲ့နေကျော်လူမျိုးချလက်နက်ကိုင်ဘယ်သူမှလက်ခံပါမလဲနော်အဲ့တော့ဒီကောင်တွေကအဲ့ဒီအနေအထားမျိုးဒီကောင်တွေကအကြောင်းပြချက်ကတော့ခုနကပြောတယ်နိုင်ငံကြီးအောက်လုံးပေါ့နော်နိုင်ငံကြီးအောက်လုံးဆိုတာအဲဂျမ်းနယ်စစ်ကောင်စီကိုပါဖြစ်နေညာဖြစ်တိုင်မဲ့အတွက်အခုပူပေါင်းပါဝင်ပြီးတော့ဘာညာလုပ်ပြီးမှညာညာတကာပေါ့နော်အဲ့လိုအနေအထားမျိုးနဲ့ဒီကောင်တွေကအဲစီယုံလှုံ့ဆော်ပြီးတော့ ဟုတ်တယ်ပြီးရင်ကျွန်တော်တို့ဒီတချို့ဒီမှာရှိတဲ့လမ်းလုံးသားတွေအဲဒါတိခုတ်တမဝါခုတ်တော့เนาะတိခုတ်တမဝါခုတ်တမဒီဟာတွေအကုန်လုံးကိုလည်းဒါဒီကောင်တွေကနေပြီးတော့စီယုံပြီးတော့အခကျင့်ဝင်လည်းပြေးတယ် brain နဲ့ယူခိုင်းတယ်မူလေးစေဝါနဲ့ချခိုင်းတယ်ဗောနော်စီယုံပြီးတော့လမ်းပြရီလုံးခိုင်းတယ်အဲ့တော့ test scan တွေထိရောက်အောင်ဒါဖောက်ထွက်နေအောင်ဟိုဗောဖောက်ဝင်လို့ရောက်အောင်ဗောနော်ဒီကောင်တွေလုတ်ခဲ့တာဗောနော်အဲ့ဒီနေရာမျိုးရှိတယ်အဲ့တော့အခုဒီမနေ့ကလည်းကျွန်တော်ဒီဝန်းကျင်အကုန်လုံးဖုံးကျဲတယ် ဘုန်းကြီးအကုန်လုံးဆိုတာကျွန်တော်တို့ဒီဒီကောင်လေးအောင်းလိုက်တဲ့နေရာလေးပေါ့နော်ဒါခုအောင်းလိုက်တဲ့နေရာလေးဘုန်းကြီးတယ်အဲ့တော့ဒီကောင်လေးရဲ့လမ်းကြောင်းလေးကိုဖြတ်တော့တယ်ဘုန်းကြီးပြီးတော့ရှင်းနေတာရှိတယ်အဲ့တော့ဒီကောင်လေးဘက်ကအချမ်းဆုံးအများကြီးရှိတယ်အဲ့တော့ဒီစကန်ကိုလာတဲ့ဒီကောင်လေးကြီးအနည်းဆုံးပြောမယ်ဆိုရင်ဒီ3000အထက်ဝင်းကျင်တော့ပြည်ချင်းနဲ့ပေါင်းပြီးတော့3000အထက်ဝင်းကျင်အောင်ရှိတယ်လို့ကျွန်တော်သိရတယ်အနည်းဆုံးပေါ့နော်အနည်းဆုံးအနေနဲ့သိရတယ်အဲ့တော့အချိန်ကတော့ဒါပြောမယ်ဆိုရင် ဟိုတိုက်ကံစကားမကြပါဘူးကြတာလည်းမရှိဘူးခုခံနေတယ်စစ်ကူကြီးရောက်နေလေတောင်းကနေပြောင်းมาကျွန်တော်တို့ဒီလက်လက်တွေခဲရနေရိတ်ခါကြီးအခုချပေးနေတယ်အဲ့တော့ဒီကြောင်ကအဲ့လိုရိတ်ခါကြီးလက်လက်တွေခဲရနေချပေးတာနဲ့အတူဒီဝင်းချင်းကိုလည်းအကုန်လုံးဒါချင်းနေနေပါတော့လားဒီလမ်းကြောင်ကကျွန်တော်တို့ပြောမှသာအမ်ဘလန်သွားတဲ့လမ်းကြောင်ပေါ့နော်ဒီခေါင်းကအမ်ဘလန်ကိုအဓိကဝင်းမှာစစ်ပူနေကြတာပေါ့နော်ဒီလမ်းကြောင်လေး အဲ့တော့တက်နေရတဲ့ကျွန်တော်တို့တချို့တောင်ချီအထိမှာအကုန်လုံးစုံမှုပြီးတော့ရောက်နေရရှိတယ်ကျွန်တော်တို့တက်တက်အနေနဲ့ကြည့်မယ်ဆိုရင်နော်အကုန်လုံးစုံမှုရောက်နေရရှိတယ်တေးချတယ်မတော်ဆပါနော်နိုင်တော်ဆက်ခန်းလက်လျှော့ရရမျိုးရှိလို့ရှိရင်ရခိုင်ပြည်နယ်ထဲမှာဘယ်မျိုးတွေဘယ်တောင်တွေဒီတောင်ပိုင်းဘယ်မျိုးတွေစပြီးတော့တင်းရမလဲဆိုတဲ့ဟာကျွန်တော်တို့တင်းမကြခင်မြင်တွေ့ရမှာဖြစ်ပါနော်အဲ့တော့တစ်ဖက်မှာဒီကောင်တွေတိုက်နေတယ်တို့တစ်ဖက်မှာလည်းကျွန်တော်တို့က ဒီကောင်လေးကတစ်ဖက်မှလည်းဒီနိုင်ငံနိုင်ငံတော်စခန်းကိုတိုက်နေတယ်လို့ကျွန်တော်တို့တစ်ဖက်မှလည်းကျွန်တော်တို့ကဒီရခိုင်ပြည်နယ်ပေါ့နော်ရခိုင်ပြည်နယ်ကျွန်တော်တန်လဲတောင်ကုန်းတန်လဲတောင်ကုန်းခွာပေါ့နော်ရခိုင်ပြည်နယ်တန်လဲတောင်ကုန်းခွာအဲ့ဒီဘက်ဒီမှာလည်းကျွန်တော်တို့ဘာရှိလဲဆိုတော့တန်လဲတောင်ကုန်းခွာပဲပေါ့နော်တန်တန်လဲ အဲဒီဖက်လမ်းကြောင်းလေးကိုအကုန်လုံးကိုတက်ကဒီဒီရေတက်တင်းမောင်းရယ်ပေါ့နော်ဒီဟာဒီအကုန်လုံးဝိုင်းရထားပြီးသားဖြစ်ပါတယ်ရေတက် free တင်းမောင်းရယ်အကုန်လုံးဒီထဲမှာပါတယ်အဲ့တော့တချို့ဒီကောင်ရဲ့ဒီနေရာကိုလေကြောင်းကနေရှင်းတယ်လေကြောင်းကနေရှင်းတယ်ပြီးရင်ကျွန်တော်တို့ဘုံကျဲတိုက်ခိုက်တယ်အဲရေတက်ကနေပြီးတော့မကန်းချင်မှရှိတဲ့ဒီကောင်ကြီးအောင်းနေတဲ့နေရာကြီးကိုဒင်းပင်းနေရာရှိအဲ့တော့မြင်ရစစ်တောင်းနေရာလေဒီဒီ တောင်ရုပ်တစ်ချောင်းပေါ့နော်ဝင်လာတဲ့ဟာလေးရှိတယ်တချို့ကကျွန်တော်ရွာရီနောက်ကိုကတ်ပြီးမဝင်ပါဘူးနော်မြေပြင်စစ်တောင်းနေတာအလတ်ကြီးကိုတည်တိုင်းဝင်နေရတယ်အများကြီးရှိပါတယ်အလတ်တည်တိုင်းဝင်နေတာပဲလတ်စပါဗျာပြောမှန်းတတိယမှာဆိုလို့တတိယမှာဆိုလို့အလတ်တည်တိုင်းဝင်ပြီးတော့ပြင်းနေရရှိအဲ့တော့တစ်ဖက်မှာဒီကောင်လေးနဲ့ကတော့စကမ်းကိုတိုက်နေလို့တစ်ဖက်မှာလည်းကျွန်တော်တို့ကဒီကောင်ရဲ့အချက်ချာ ဖြစ်နေတဲ့ဒီတန်တန်းမျိုးဝင်းကျင်မှာရှိတဲ့ဒီတန်တန်းကျောင်းလို့ယူဆရတဲ့ဟာလေးပေါ့နော်တန်တန်းကျောင်းလေတော့ဒီကောင်ရဲ့ဒီအခိုင်အမာနေရာတွေစုဖွဲ့နေရာတွေကိုဒီကျောင်းရှင်းတယ်တော့ရေတက်ကတင်မောင်းနေလေရေတက်ကနေပြီးတော့ပြစ်ပေးနေရအများကြီးရှိပါနော်ဒါအဲ့တော့ဒီမချင်းမနှောင်းဝင်ကျင်တော့နော်ကျွန်တော်တို့ခံမှန်းတက်လို့ဆိုရင်ကျွန်တော်ဒီစက်တလာမိုင်းဝင်ကျင်လောက်မှာတင်ဒီတနဲမြို့ဒီတနဲတောင်ကုန်းကွာပေါ့နော်ဒီတုံးမြို့တောင်ပိုင်းမြို့တွေဒီ ဒီတက်တော့ရဲ့ဒီထိခိုက်မှုအကိုပြန်လဲရောက်ရှိနိုင်တယ်လို့ဒါခံမှန်းရတာပေါ့နော်အခုတန်တော်ကွာအနေထားအရတက်တော့ကနေထိခိုက်ဖို့အရန်ကိုလက်ကူရလို့ပြောလို့ရတာပေါ့နော်ရေချောင်းနောက်လေးချောင်းနောက်ဒီတက်တော့ကြီးပေါ့နော်အဲ့တော့အဲ့တော့တုံးခုပေါင်းပြီးတော့ကြီးလေပူပေါင်းပြီးတော့ဝင်လို့ကောင်းတဲ့မျိုးတုံးဖြစ်ပေါ့နော်လက်ရှိအနေထားမှာဝင်လို့ရတဲ့အနေထားပေါ့နော်အဲ့ဒီနေရာမှာတချို့ဆက်ဆက်ပြီးပြောနေတာတချို့ဒီဒီတန်ရွက်နယ်ခံရ တန်ရဲလို့တို့တို့ဒီခွားတို့တောင်ကုန်းတို့ဒီနေခန်းကြီးတော်တော်များများပါပေါ့နော်ဒါအေဖက်ကိုပါတာတော့မဟုတ်ဘူးမချစ်တော့လဲအောင်ကန်နဲ့အနေထားမျိုးနေပေါ့နော်ဒီလိုမျိုးကြီးဖြတ်တန်းနေရတာပေါ့နော်အဲ့တော့ဒီမှာတို့ရဲ့ဒီ ဒီမှာအဖွဲ့ကြီးကထပ်ပြီးတော့ကွဲလာတာရှိတယ်ဗျာနော်ဒီအေးကိုမတင်တဲ့အဖွဲ့ကြီးရှိတယ်နောက်ပြီးတော့ပြည်ဒီဘောပေါ့ရခိုင်ပြည်နယ်ပြည်ပရောက်နေတဲ့ကျွန်တော်တို့ရန်ကုန်တိုင်းတို့အရာရိုတိုင်းတို့မန္တလေးတိုင်းတို့စံတိုင်းတွေကျွန်တော်ရောက်နေတဲ့ဒီစစ်ချောင်းတွေကထွက်ပြေးနေရတဲ့တွေပေါ့နော်ဒီအေးကိုလက်လက်ခံထွက်ပြေးနေရတဲ့အဖွဲ့ကြီးရတယ်ဒီတက်မတော်နေပြီးတော့ပြန်လဲထိန်းချုပ် ီးသွားတဲ့အချိန်တိုင်းအဲ့ဒီဖွဲ့ကဒီနေခံဒီအေရောမကျင်းတဲ့ဖွဲ့ကပြန်ပေါင်းစုပြီးတော့အေရဲ့အမှားခံထောက်တိုင်ကိုပြန်ပြီးတော့ဒီရချို့လုံးနဲ့အစီအစဉ်လေးကျွန်တော်တွေ့နေရပါနော်မြင်နေရပါနော်ကြားနေရတချို့ဒီမဲ့ဒီမိတ်ဆွေကြီးဆီကနေကြားနေရတာရှိရပါနော်အဲ့တော့တန်လမ်းမှာချုံလုံးလုံးနေတဲ့ဟာဒီတောင်ကုန်းမှာချုံလုံးလုပ်ခဲ့တဲ့သူတွေနော်ဒီကွာတော့ဒီမှာကျွန်တော်တို့ဒါဒီတရင်ပေးအေးတောက်တာလုပ်ခဲ့တဲ့သူတွေအနေနဲ့ ဒါပြင်းမလို့ပေါ့ပြင်းမလို့တဲ့အနေထားမျိုးဖြစ်သွားပါပြီနော်ပြင်းမလို့တဲ့အနေထားမျိုးဖြစ်သွားပြီပြန်နဲ့ထိန်းချုပ်ပြီးရင်အဲ့အဖွင့်ရနေပြီးတော့ပြန်ပြီးတော့အချင်းချင်းပြန်ပြီးတော့တိုက်ခိုက်နိုင်တဲ့အနေထားမျိုးကြီးကျွန်တော်အများကြီးကြုံရဖြစ်ပါတယ် အဲ့တော့တစ်ဖက်မှာဒါပုဂ္ဂရပြောလို့ပေါ့နော်ကျွန်တော်တို့နိုင်ငံတော်စခန်းနဲ့အတူကျွန်တော်တို့တမုတ်အဲနိုင်ငံတော်စခန်းကိုတိုက်ခိုက်ဒီခေါင်းကြီးတိုက်ခိုက်ဒါအင်အားများများနဲ့ဖိအားပေးတိုက်ခိုက်လာတာနဲ့အတူကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ပိုင်းကိုလည်းဒီဘုံကျဲချင်းနေမှုတွေတောင်ပိုင်းကဒီအေးစခန်းနေနေရဘုံကျဲချင်းနေမှုတွေလောက်တယ်လို့နောက်တစ်ဖက်မှာကျွန်တော်တို့ဒီမောင်းတော့ပေါ့နော်ဘုရားမောင်းတော့ဘုရားမောင်းတော့ဖက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ ERSC နဲ့ပေါ့နော် ERSC ISO ဒါပင်လီအချမ်းဖတ်တင်ရပင်လီအဖွဲ့တင်နေပေါ့နော်ဒါရခိုင်အချမ်းဖတ်တင်နေဒါဖိုက်နေတာရှိပါတယ်ကြားပါနော်ဖိုက်နေတာရှိတယ်ဖိုက်နေတာရှိတယ်အဲ့တော့အချမ်းဖတ်အရှင်းရှင်းချနေတယ်ပေါ့နော်ဒီလိုပဲပြောရမှာအဲ့တော့မောင်တော်ဘက်ကဒါပင်လီရနေပြီးတော့သူတို့အိုင်းဆိုတာလိုချင်တယ်အိုင်းဆိုတာလိုချင်တယ်လိုချင်တဲ့အတွက်ကြောင့်ပြင်းနေတယ်အော် ပြင်းနေတဲ့အချိန်မှာဒါပုဒ်တော်မောင်တော်ပေါ့နော်ပုဒ်တော်အာဒီဘက်မှာဆိုရင်မောင်တော်ရှိပါတယ် ဲ့တော့လိုချင်တဲ့အတွက်ကြောင့်ဟောဒီအင်အားများများနဲ့ပေါ့နော်သူတို့ဒါတိုက်နေတာရှိပါအင်အားများတိုက်နေတယ်အဲ့တော့ AA ရဲ့စခန်းတွေတော်တော်များများလည်းအဲ့ဒီဗုဒ္ဓဘာသာဖက်မှာလက်နောက်နေရာရှိတယ်ဒါရင်ကိုဒါထုတ်ပြန်နေတာနေပြီးတော့မှတဆင်ပေါ့နော်ဒါဟိုဘင်္ဂလားဘင်္ဂလားဖြစ်ဆိုတာပေါ့နော်နောက်ဘင်္ဂလားနေချာဟိုစတင်ပြီးတော့မှတောင်းပန်ခံပြီးတော့ဒါဆိုရင်တော့ဘလို့ဖြစ်ပါရင်ဘလို့ဖြစ်ပါရင်ဆိုပြီးတော့အတန်ကြီးထွက်ထားရှိပါတယ်ဒါပေမဲ့ဟိုကနိုင်ငံအစိုးရတစ်ခုလေးကြာ ဒီချမ်ဖက်အဖွဲ့ပြောရတာတော့ခေါင်းစဉ်ဂရုစိုက်မလားတော့ပါဗျာဒီနေသာ PGP အဖွဲ့ပေါ့နော်ဒီပင်လာတိနေသာအဖွဲ့ရလက်နဲ့ရရဒါအားဆိုရစီကိုထောက်ပံ့ပေးတယ်နောက်ပြီးတော့လူပါပေးရဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်လူတွေပါအင်အားပါပေးပြီးတော့လုပ်နေရဆိုတဲ့ပုံစံမျိုးနဲ့ဒီကောင်တွေကပြောတာဖြစ်ပါတယ်အဲ့တော့အရင်ကတော့ကျွန်တော်တို့ကအဲ့လိုမရှိပါဘူး။ဘာလို့လဲဒီဘက်တွေမှာကျွန်တော်နာခ၅ရှိပါတယ်နော်။နေချောင်းကြောင့် တစ်ခွဲပါနော်အင်္ဂင်္ဂချီတော့ဒီ CEO တွေအကုန်လုံးကျွန်တော်တို့များထိနေပါတယ်ဒီရှင်ကဘင်္ဂလားဘက်ကလည်းမကြောက်ဘူးဘင်းဒီဘင်္ဂလားလည်းကြောက်လို့မရဘူးအခုရခိုင် AA ခဏခဏတာဒါရှိနေတဲ့အချိန်ကလည်းမှာတော့ဟိုကောင်ကြီးကခေါင်းကိုသတိထောက်တယ်နှစ်ဖူးကိုပိတ်ကြောက်တယ်ခေါင်းချစ်တက်ပါတယ်အနေထားမျိုးဒီကောင်လောက်လာတာပါနော်လောက်လာတော့ခံရတယ်တချို့ဆိုရရှင်ကျွန်တော်တို့ဒီရခိုင်တောင်ပိုင်းဘက်ကနေပြီးတော့ AA အဖွဲ့အောင်မှဒီမောင်းတော့ဖက်ချမ်းဖက်တမှာဒါ တိုက်ပွဲရအများကြီးကြတယ်နော်ပြောမယ်ဆိုရင်ကျွန်တော်တို့ ISO ဒီကလိုင်းဘင်္ဂလီနေနဲ့တိုက်ပွဲဖြစ်ပြီးတော့ကြားရတယ်အများကြီးရှိပါတယ်နော်အများကြီးရှိတယ်အဲ့တော့ပြောချင်တာအေရဒီစစ်မျက်နှာတွေဖွင့်ထားတာတွေကများနေတယ်များရောနောက်မှာခုံဖြတ်တော့ဖြတ်တော့ခံရတာတွေအများကြီးရှိနေပြီပေါ့နော်ဒီမောင်တော့နဲ့တိတ်မကြောက်ဒီတိုင်းဆိုရင်ဟိုကောင်လက်အောက်ကိုရောက်မှာ ISO အောက်ကိုရောက်မှာနော် AI စီအောက်ကိုရောက်မယ် အဲ့တော့ဟိုဖွင့်မရဒါဆုံးပေါ့နော်ဒီလိုပုံစံမျိုးဖြစ်တယ်ဖွင့်လည်းမရဘူးဒါလည်းဆုံးတယ်ဒီလိုအနေထားမျိုးအေးဂျုံကတော့အနေထားဖြစ်တယ်တစ်ဖက်မှာဘာကြောင့်လဲဆိုတော့ဒီမွေးဘက်မှာကျတော့ဒီလူမျိုးရေးရကျွန်တော်တို့လက်မခံပါဘူးအေးကိုလက်မခံပါဘူးလက်မခံတဲ့ရွာတွေအများကြီးရှိပါတယ်အောက်ဆင်းနေကြတော့အောက်ဘက်ကိုဆင်းကြည့်မယ်ဆိုရင်အများကြီးတွေ့လာပါလိမ့်မယ်နော်အဲ့တော့ဒါကကျွန်တော်တို့ဒီရခိုင်အေးရဲ့ဒီလက်ခံအောင်တဲ့အနေထားကိုပြောတာဖြစ်ပါနော် အဲ့တော့ကျွန်တော်ဒီ line မှာဘုံဟောင်းဟာဖြွားနေကြတဲ့ media တွေပြောသလိုပေါ့နော် media တွေပြောသလိုပေါ့နော်နိုင်ငံတော်စကန်တီမကြပါဘူးနိုင်ငံတော်စကန်ဝင်းကျင်မှာရှိတဲ့ဒီရွာတွေကိုတက်တော့နေပြီးလေချောင်းချင်းလေးမှုတွေလောက်တယ်ဒီကောင်ကြီးထောက်ပံ့ပေးနေတဲ့ရွာတွေကိုလေချောင်းချင်းလေးမှုတွေလောက်တယ်နောက်ပြီးတော့တချို့စစ်ကြောင်းတော်တော်များများကဒီနိုင်ငံတော်ရဲ့ဒီ အော်ရှိဝင်းကျင်နေမှာအကုန်လုံးဝင်သားပြီးဖြစ်ပါတယ်။ပြီးရင်အဲဒီကောင်းလေးလိုပဲကျွန်တော်တို့ကြောက်ကြားနီးပြူပါနဲ့ပြန်ပြီးတော့ဟာချိန်မုန်းနေရဲအများကြီးရှိပါတယ်နော်။ဒါကြောင့်စိတ်မပူပါနဲ့တချို့ဆိုရင်ကျွန်တော်တို့တင်ပြထားသလိုပဲညဘက်ဒီမှာဒီကောင်းလေးရဲ့တည်နေရတွေကိုညဘက်ဒီမှာဒီကောင်းလေးတည်နေရတွေအကုန်လုံးလိုက်ချတယ်ဒီကောင်းလေးတည်နေရကိုရပြီဆိုတာနဲ့ပေါ့နော်ကျွန်တော်တို့ ြီးတိတ်မကြဘူးပေါ့နော်။နိုင်ဝက်တနားရဲ့အတွင်းမှာဒီကြောင်းရှင်းလင်းမှုလေးလုပ်တယ်။အဲ့တော့ကျွန်တော်ပြောဒီကောင်ကအမြေကြီးတဲ့ဝင်နေရအောင်မလွတ်ဘူးလို့ကျွန်တော်ပြောတယ်နော်။မြေကြီးတဲ့ဝင်နေမြေကြီးရဲ့မြေကြီးထဲမှာဝင်နေရအောင်မဒီကောင်ကြီးမလွတ်ဘူး။မြေကြီးရဲ့ဝင်နေရအောင်မလွတ်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ဒီအာဆန်စားပေါ့နော်။ဒီ drone ကြီးကျွန်တော်ဒီဖိုင်ယာကြီးမှာကျွန်တော်ဒီအာဆန်စားကျွန်တော်တောင်းမယ်ဖြင်းနေတယ် ဒါမှလည်းကင်မရာတွေနဲ့ကျွန်တော်ကြည့်ရတဲ့အချိန်မှာဒီကောင်တွေရဲ့အောင်းနေတဲ့နေရာတွေဒီကောင်တွေရဲ့ရှိနေတဲ့နေရာတွေအကုန်လုံးကိုဗနယောက်ကအစအကုန်လုံးဒါမြင်တွေ့နေရတာဖြစ်ပါတယ်မြင်တွေ့နေရတာဖြစ်တဲ့အတွက်တချို့လူအင်အားများများနဲ့ရှိရနေတာမျိုးဆိုရင်တော့ဒီတိုင်းနဲ့ကြိတ်ထုတ်လိုက်တယ်တချို့ဗနယောက်ဆူပါဘလိုလောက်နေဆိုတဲ့ဟာတွေကိုစီစီနီပြူပါရပြန်စဉ်းစားပြီးတော့ဒါနည်းပြပါရင်စဉ်းနေရရှိပါတယ်ဘယ်လိုစဉ်းရရှိပါတယ် အဲ့တော့နိုင်ငံတော်ကိုကြားစရာအကြောင်းမရှိဘူးကာမဆန်ဆက်ရုံတော့တရားပါစရာအကြောင်းမရှိဘူးခင်ဗျာနိုင်ငံတော်ကျွန်တော်တို့နိုင်ငံတော်စံခိုင်းကူပါကြည့်တဘောလူကပါမထားကြည့်ကာမဆန်ဆက်တက်ရုံတော့ပဲဖြစ်ဖြစ်ထိကိုစဉ်းစားကြည့်အဲ့ဒီရခိုင်တောင်ပိုင်းနဲ့ရခိုင်မြောက်ပိုင်းမှာရှိတဲ့ဒီကောင်ရဲ့နေရာအကုန်စစ်စစ်ကြည့်ပါကြည့်ပါအဲ့တော့အဲ့လိုဖြစ်ချင်တဲ့ဆိုလို့ချင်းတော့ကန်ကြည့်လိုက်ပြီအဲ့တော့ဒီဘက်မှာလည်းဒါအင်အားကြီးဖြစ်တင်ပေးထားတယ်လို့ စားချင်ဖွင့်လောက်ကြည့်ဆိုတဲ့အတိုင်းတာလို့ဒါတက်ကလမ်းကြောင်းဖွင့်မိတာရှိပါတယ်။တချို့ကျတော့မြင်ရတော့ဒီဒီနေရာဝင်းကျင်မှာဒီကောင်လေးအင်အားတော်တော်ပြောင်းပါလိမ့်မယ်။နိုင်ငံတော်ဝင်းကျင်မှာဒီကောင်လေးအင်အားတော်တော်ပြောင်းလိမ့်ပါလိမ့်မယ်။အဲဘီဒီယိုဒီလည်းပါတယ်။တချို့ဝါခုတ်တိခုတ်ဖွင့်လည်းပါတယ်နော်။အဲ့လိုအများကြီးဒါဖြစ်သွားပါလိမ့်မယ်။ဒီနေရာကျုံသိနိုင်တဲ့နေရာလို့လည်းဒါပြောလို့ရပါတယ်နော်။ဒီကောင်လေးကတော့ဒါသူတို့ဖြတ်တောက်ထားပါဘူး။ဒါပေမဲ့တဲ့ view ကအရပြန်ပြီးတော့ ဒါထွန်းစစ်အနေနဲ့ပြန်ပြီးတော့စတိုက်မယ်ဆိုလို့ရှိရင်ဒီဝင်းကျင်တွေအကုန်လုံးမှာဒီကောင်တွေပိတ်ပြီးသွားမယ်ဟာအများကြီးရှိပါတယ်နော်။ဒါကြောင့်တအားကြီးတော့နေရကစိတ်ပူစိတ်မရှိစိတ်ပူလာမျိုးတော့တိတ်မရှိပါဘူး။ပူစားတဲ့အကြောင်းမရှိပါဘူး။နောက်ချန်မှာအများကြီးပါဒီမှာတက်မှာဖြစ်နေတဲ့နေရာကြီးအများကြီးရှိပါတယ်နောက်ချန်နေရာကြီးပါနော်။အဲ့တော့ဒီကောင်တွေညောင်းနေတယ်ပေါ့နော်။ကမ္မစလည်းပါစရာအကြောင်းမရှိဘူး။အနည်းနာလည်းရောက်စရာအကြောင်းမရှိပါဘူး။မင်းကြီးထိကြည့်လိုက်ပါ။ ထိကြည့်လိုက်ပြီဆိုရင်အေးရထိရဆိုရင်အေးနေရာအကုန်လုံးမီးပွင့်ကုန်ပါမီးတောက်ကုန်ပါမီးလောင်ပါလိမ့်မယ်ပြန်ကြပါလိမ့်မယ်နော်ဒါရခိုင်တော်မနဲ့ဆက်ဆက်ပြီးပြောတာအေးနဲ့ပတ်သက်ပြီးတော့ဒါပြောပြောပြတာနော်အဲ့တော့နော်တရင်ကြီးနဲ့ကျူရကျူရဖတ်ဖို့မေးရအဲ့တော့နောက်တစ်ခုကျွန်တော်တို့ဒီဟိုပါပေါ့အဲတတိယအတူလေးတွေလည်းနည်းနည်းဖတ်ပြရမယ်နော် အဲ့ဒီကျွန်တော်တို့ဒါပြီးခဲ့တဲ့ရက်တွေမှာဆိုရင်ရန်ရန်ကုန်လေးစိတ်မှာဆိုရင်ဒါမြန်မာပြည်ကအမေရိကန်နိုင်ငံသားခိုင်တန်းသူဒါတမိဆိုးဒါဖမ်းပြီးရယ်တမိဆိုးဆိုချင်မီဒီယာပေါ်မှာဒါဆေးရွက်နေတာတွေအများကြီးလုပ်တယ်အဲပြောမယ်ဆိုရင်ဗျာဟိုနိုင်ငံကြီးကြီးတွေကိုစော်ကားမှုတွေလုပ်တယ်အများကြီးတက်မှာပေါ်မှာစော်ကားမှုတွေလုပ်တယ်နောက်သူ့ရဲ့သူနဲ့တက်တာတက်ထားတဲ့အမှုတွေအများကြီးရှိတယ်ဒါကြောင့်သူ့ကိုဖမ်းဆီးတိုင်တဲ့လူတွေတိုင်တဲ့လူတွေအများတဲ့အတွက်သူ့ဖမ်းဆီးထိန်းနေတာဖြစ်ပါတယ်အဲနောက်တစ်ခုကကျွန်တော်တို့ဒါစင်ကူးမှာဖြစ်သွားတဲ့ဟာပေါ့နော်အဲ PDF အဖွဲ့ ဆင်ကူမှာလည်းလက်နက်အောင်ကိုစတန်လင်းဆက်ကိုလာတိုက်နေပြည်သူတွေနဲ့မကျင်နဲ့တဲ့ဒါပြည်သူတွေရုံးရင်းချမ်းဖြစ်နေတဲ့ဘူယူပိုင်းပြတ်နေပါရဲ့ဒါဆင်ကူမှာဒါအားလုံးနဲ့ကြည့်ပြတာဖြစ်ပါတယ်ဒါလေးဒါပြန်ပြောပြချင်တယ်ပါနော်ပါဇက်ကဥပဒေနဲ့လက်ဆက်ကိုတိုင်းနေငွေနဲ့ပြန်ရိုက်ခံပြီးတော့မကျင်နဲ့ဆက်ခံလိုက်ခဲ့လို့ လူမင်းစံပြောစွနေလို့တဲ့ဒါဒီဖိုင်ရပါတော့ဖွားအဒါကြောက်ပါလေစက်ကိုပဲတိမ်သွားပါတော့တို့ပြည်ပြည်ကြောက်ပါရင်လို့ဒါရရနေတာလို့တွေ့ရပါတယ်တဲ့တနည်းဖြစ်ဆိုပြည်ကြောက်ခင်ဗျားနိုင်ငံဆိုရုပ်ရှင်နဲ့အတိုင်းလက်ကိုစောင့်ဆွဲနေရမှာတော့ဘင်းမှာကြည်နေပြည်သူတွေကဝိုင်းပြီးတော့တားဆီးတာတွေ့ရပါတယ်ဒီနေ့နေ့တွင်မှာပြည်ကြောက်တွေကိုလည်းပြည်သူတွေရင်မုန်းနေကြပြီဆိုတာဒီပြည်ကတက်တည်ပါပဲချောင်းဒီပြည်ကတက်တည်ပါတော့ဒါချောင်းဖြစ်စဉ်ဆိုရင်လည်းပြည်သူကတနည်းကြပေးခဲ့တာဒီလိုအကြောင်းတရားတွေကြောင့်ပေါ့တဲ့ ဒီပုံတိုင်းဒီပုံတိုင်းဆိုတော့နော်ဒီသခံတွေအားလုံးဒါစစ်တဲ့တည်နေဖြစ်သွားပါလိမ့်မယ်တဲ့ PDF တွေယူနေကြပြီတဲ့အဲ့အဘီယိုဘန်ကျွန်တော်လည်းကြည်အောင်စတားလင်းဆက်ကိုတင်အောင်သူတို့ကဘာမှုလို့လဲသူတို့ပိုင်တဲ့ပစ္စည်းဟာဒီစတားလင်းဆက်ကိုသူတို့ဘာကြောင့်အဲ့လိုဥပဒေထုတ်เสียရလဲအကြောင်းလည်းမရှိသူတို့မှာဥပဒေထုတ်ပိုင်ခွင့်ရှိတဲ့သူလည်းမဟုတ်သူတို့ကအကြမ်းဖက်ပါအဲ့နေရာမှာပြီးခဲ့မှတရားရှိမျက်မှန်တယ်ပေါ့နော်ဒါမျက်မှန်တဲ့ပြောရရင်အဲ့ကောင်မှမျက်မှန်တဲ့ကောင်မှတော်တော်ရိုင်းဆိုင်တဲ့ကောင်မှ တောက်ကကိုဖြတ်ပြီးရိုက်ချင်တာအမှန်တမ်းပြောတာတောက်ကကိုဖြတ်ပြီးရိုက်ပြချင်အဲ့ကောင်မပြီးလိုပိုင်းကြည့်ရင်တည်းတော့တော့ဘလောက်ထိထားအောင်ကို့အဖွားရွယ်အသက်ရွယ်ဆန်ကိုတော့မကြည့်ဘူးဘလောက်ထိရုပ်မှရိုင်းဆိုင်နေဟာဒီလိုမျိုးအနေနဲ့ရိုက်မှအများကြီးပဲပြီးကျတဲ့အနိုင်ကျင့်နေတာအများကြီးပဲဒါတော့ဗီဒီယိုဖိုင်လေးရလို့တော်သေးတယ်တချို့မရတဲ့နေရာကြီးဖုန်းကတိမ်ပြီးတော့လူကဒါတက်ချက်တက်ပြင်းတက်ပြင်းလောက်လိုက်တဲ့ဟာမျိုးအများကြီးရှိတယ်ဥပဒေမလုပ်တာ ဘလောက်ကြီးစိုးနေလဲအကောင်ပါလဲဆိုတော့နော်မြန်မာနဲ့ကောင်းမှာသတိထားမိမယ်ကျွန်တော်ပြရမယ်ဗျာအဲ့ရမြန်မာနဲ့ကောင်းမှာဘလောက်ကြီးဘလောက်ကြီးအောင်ဒီကောင်းမှာပေါ့နော်ဒီမှာဗျာဒီသကောင်းသားမှဒီမှာမျက်နှာနဲ့កောင်းပါเนาะတွေ့လားအဲ့កောင်းပါ တွေ့တွေ့ရနေမှာဒါမှဆိုင်မပြင်းရှင်းလားနော်ဘယ်လောက်ထိရုပ်ဝင်ရိုင်းနေတဲ့ကောင်မလဲနှုတ်ကအစအာချမ်းချာချမ်းနေပြတကယ်ဘယ်လောက်ထိဟိုပြည်သူဘောမဘယ်လောက်နှိမ့်ဆက်ရစ်ဆက်လောက်ခဲ့မလဲမသိဘူးရှိပါလားအများကြီးပဲနော်အဲ့လိုနေတာတော်တော်ဆိုးရဲကောင်မနော်ပါးရဖဲရတော့ကိုကြီးမတီးရှင်းလားတော်တော်ဒါကြီးអော်ပြောမရတော့နော်ဒီလောက်ပါအဲ့တော့နောက်တစ်ခုနောက်တစ်ခုပေါ့နော်နောက်တစ်ရင်တော့ အဲ့နောက်တရင်တစ်ပုတ်ကကျွန်တော်ကြောက်မယ်ကြောက်မယ်တီဘောတီဘောဒီဒါအလေးဆက်ဆုံးပြောမယ်ဆိုရင်အဲတီဘောတီဘောမျိုးရယ်ပေါ့နော်တီဘောမျိုးမှာကျိုးဆိုးပါဣဆိုတဲ့တီဘောမျိုးမှာကျိုးဆိုးပါဣဆိုတဲ့နေရာကိုဒါရောက်တော့မယ်လို့ပြောလို့ရပါတယ်နော်အဲ့တော့ င်ပါဒီပေါ့ကျွန်တော်တို့ဒါတက်မောင်းနေဘူးဒါဆိုရင်ကျွန်တော်ချင်းချင်းတရားအကုန်ရပါပြီနောက်ပေါ်ကြုံရပြီပေါ်ကြုံရပြီနော်ကျွန်တော်တက်မောင်းပေါ်ကြုံရပြီနော်ချင်းချင်းတရားရပြီပါတယ်နော်ချင်းချင်းဆိုတာဒါရှိမှာပါအဲ့တော့ဒီချင်းချင်းတရားကအဲရတာ ਨੇ အတူတူဒီတကောင်းသားတွေကထုံးစံအတိုင်းပါနော်သူတို့ ဒီမျိုးပေါ်ကနေသူတို့ထွက်ပြေးတော့မယ်ဆိုရင်ရှိသမျှလမ်းတံတားတွေအကုန်လုံးဖြတ်စီခဲ့တာဒီကောင်တွေရဲ့စောက်ကျင်ပါနော်ရှိသမျှလမ်းတံတားတွေအကုန်လုံးဒီကောင်တွေဖြတ်စီခဲ့တယ်ရှိသမျှလမ်းတံတားတွေအကုန်လုံးဖြတ်စီခဲ့တယ်ပြီးခဲ့ဒီ2000ဘလောက်2023လား2022ကမသိဘူးလားတော့လည်းဒီကျင်းဒီတကောင်းသားတရားလေးရဒီကျင်းဒီတကောင်းကိုကျွန်တော်မိုင်းခွဲဖြတ်စီခဲ့တယ် အခုလည်းဒါဒီကောင်ကြီးတီးပွားနေဒါဆုံနေတဲ့အချိန်မှာပြေးနေတဲ့အချိန်မှာဒီကျင်နေတာကိုမိုင်းမှတ်ဖြစ်စီတယ်။ဘလောက်ထိအောက်တန်းကြတဲ့အကောင်ကြီးလဲဆိုတော့နော်။မိုင်းခွတ်ဖြစ်စီတာလေဒီကောင်ကြီးနော်။ဘလောက်ထိအောက်တန်းကြတဲ့အကောင်ကြီးလဲဆိုတော့အဲ့တော့လောက်ရက်ကြီးပေါ့ဗျာ။ဒါတော့များထောက်ခံနေရဲ့ဆိုလို့ရှိရင်လည်းမတတ်နိုင်ဘူးနော်။ ဲ့ကျင်းဒီတကားကိုအခုတက်တက်မနေကျင်းဒီတကားကိုအကုန်ရပြီနောက်ပြီးတော့ဘောကျူထိအကုန်လုံးဒါတင်ပိုက်ထားပြီဖြစ်ပါတယ်နော်ဘောကျူဆိုတာဒီနေ့အကျော်ဒီနေ့မှာရှိတဲ့ဒီရတဲ့အကုန်လုံးကိုတက်မလို့အကုန်ဆုံးလို့ပြီးတော့အကုန်ရပြီပါဖြစ်တာဘောကျူဖရာကြီးနော်ဘောကျူနေရအဲ့တော့ဒီမှာတုံခေါအာတပ်ပုံတပ်ပုံရောင်ဒီမှာတက်လာပြီနော်တပ်ပုံရောင်တက်လာပြီအဲ့တော့ပြောမယ်ဆိုရင်အခုဘယ်နှလောက်ထိရောက်ပြီလဲကျွန်တော်ပြောမယ်ဆိုရင် ဒီအဝါမှာရှိနေကြတီဘောင်းမျိုးအဝါမှာတက်မလို့ရောက်နေတီဘောင်းမျိုးဟာမျိုးရဲ့ဒီအဝါဝင်ချင်းမှာပေါ့နော်တက်မလို့ရောက်နေပြီအဲ့တော့စစ်ချောင်းဘယ်နှချောင်းလဲတော့မပြောတော့ဘူးစစ်ချောင်းလေအကုန်လုံးပြောနေစင်အမ်တက်နေအကုန်လုံးထိုးပြီးဘောင်းမရှိအောင်အကုန်လုံးလှူထားပြီးတာပေါ့နော်တက်မလို့ပြီးဘောင်းမရှိအောင်အကုန်လုံးလှူထားပြီးတာဖြစ်ပါတယ်နော်အဲ့တော့ဧကထိုင်မှာဖြစ်ပါတယ်ဒီကောင်လေးတချို့စေယုံကကြောင်းလေးเนาะအကုန်လုံး မိချိုရမိချိုထွက်ပြဲထွက်ပြေးနေရပြီးထောင်းတဲ့နေလို့ကြောင်းမဲမျိုးတွေဟောင်းလုံနေပြီပေါ့အဲ့တော့တက်မော်ဒီတီဝမျိုးဝါကိုရောက်နေတက်မော်ဒီတီဝမျိုးဝါကိုရောက်နေဈာရင်မှာတော့မရှိတော့ဘူးပေါ်ကျူလည်းကြာပြီးလစ်ပြီပေါ့နော်အကုန်လုံးလစ်သွားပြီဒီဘောမျိုးဟောင်းရောင်းနေဖြစ်ပါတယ်မကြခင်ဒီအချိန်ပိုင်းပေါ့နော်ရက်ပိုင်းတော့မပြောတော့မကြခင်ဒါအချိန်ပိုင်းတွင်းမှာပဲဒီဘောမျိုးတဲ့မှာကျွန်တော်တို့တက်မလို့တားရည်ဒီအောင်ပဲခံနေတဲ့ပုံတွေဝင်းဝင်းဆဆာ တွေ့ရတာမှဖြစ်ပါရဲ့နော်ဒါကိုအဲ့တော့ဒီတဲ့ရင်လေးကိုပြောပြရင်လည်းကျွန်တော်တခြားတဲ့ရင်တွေကတာကြီးအရင်မကြည့်တဲ့အတွက်ကျွန်တော်မပြောပြတော့ဘူးအချိန်အားဖြင့်လည်းကြာလေပေါ့နော်ဒီကြားမှာတတင်းကြီးအများကြီးပါတက်ခဲတိမ့်မရချင်အာမန်ထုံးပြမှာဆိုရင်လည်းဒင်းတာနော်ရှယ်ကိုဒင်းတာနထုံးကြီးပြမှာဆိုရင်လည်းအော်အလောင်းလေးနဲ့ဒီအများကြီးရတယ်အဲဒါရက်အများကြီးပဲတတင်းကြီးအများကြီးပဲဒါပေမဲ့အဓိကတတင်းကြီးပဲတင်တာနော်နောက်ပြီးတော့ကျွန်တော်ဘမ္မဘမ္မဆိုရင်လည်းကျွန်တော်တို့ကြံနေသေးတဲ့ဟာတွေကိုထပ်ပြင်းနော် နောက်အမ်ဒန်လမ်းကြမ်းမှာရှိတဲ့ဒီအေးစကန်းတွေကိုလည်းပြင်းအာအကုန်လုံးပဲတနေ့တနေ့အများကြီးပဲပြင်းနေတာရတယ်လောင်းလန်းတွေအများကြီးပဲနော်အဲ့တော့ဒီကနေ့ပတ်သက်ပြီးဆက်ပြောအဓိကဒီမှာပြောသွားတာကျွန်တော်တို့ဒီအဲနိုင်ငံတော်စကန်းနဲ့တော့ပြီးတော့တီမောအော်တန်နေတယ်တမလို့တအချင်းနေနော်အချင်းနေကိုပြောပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါကြည့်ရကျွန်တော်ပြည်သက်တယ်ကျွန်တော်မိတ်ဆွေအားလုံးဟိုလာကျေးဇူးတင်ရှိပါတယ်ဗျာနော်အဲ့တော့နောက်နေ့ဒီမှာလည်းဒီလိုသတင်း2သတင်းဥဒါသတင်းအပိတ်လေးကိုတင်ပေးတော့မှာဖြစ် ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒီ The Tran မြန်မာ YouTube channel လေးကိုဒါ subscribe like လေးလုပ်ပေးခဲ့ကြတော့ဒါမျှဝေရခဲ့ပါတယ်အဲ့တော့နေ့စဉ်နေ့တိုင်းသတင်းထုတ်တွေအမြဲတင်ပြတော့မှာဖြစ်ပါရဲ့ဗျာနော်အဲ့တော့အားလုံးကြံ့ကြေးကြပါဗျာ